အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီနေ့မှာတော့အမျိုးသားတွေကို ဘယ်အရာတွေကတည်တံ့စေတာလဲအခက်တွေတွေကိုကြည့်ရင်ဟိုကြောင့်တွေ့မိရင်လူသားတွေနေတာရတဲ့ဒုက္ခနဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုတန်ဆက်ပြီးစမာရယ်အဲ့ဒီကြောင့်မပြောခင်အလုံးသေးထားတဲ့နဲ့စမ်းမာရေးမှာဘာသာငွေသုံးမှုမတွန်တိုတင်တာလဲဆိုတော့အရင်ပြောပြမယ်တော့အရာပေရာနဲ့စတိုင်းနေတာစေတဲ့အရာများနဲ့လူသားတွေနေတော်ရင်ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပြောပြပေးသွားမှာပါနော်ဇန်မာရီမှာပန်းစားဝေတော်မှုမတွန်တိုတင်လာလေပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်မှုအတွက်ဇန်မာရီကမရှိမဖြစ်လိုအပ်တဲ့အရာဆိုတာဇန်မာရီကမရှိမဖြစ်လိုအပ်တဲ့အရာဆိုတာလူတိုင်းသိကြပါရဲ့ဒါပေမဲ့လူတွေတတော်များများကပုံမှန်ဇန်မာရီစစ်ဆေးဖို့ကိုတော့မိနေကြတာများပါရဲ့လူတွေကဟိမန်ဇန်နဲ့သဘောကျနေတဲ့အရာတွေမှာပဲ အချိန်တွေဝေရီသုံးနေကြဝင်မယ်စမ်းမာရီမှာသုံးဖို့အတွက်တော့တွန့်တွန့်နေကြပါတယ်စမ်းမာရီမကောင်းရင် အလုပ်ကမကဲတင်နိုင်တယ်လို့သဘောကျတဲ့အရာတွေကိုလည်းလုံနိုင်မှာမဟုတ်ပါဘူးဒါကြောင့်တည့်ရဲ့အချိန်တည့်ရဲ့ငွေတွေကိုစမ်းမာရီမှာသုံးဖို့အတွက်လက်မတွန့်ချဖို့လိုပါတယ်ဒီအစီအစဉ်လေးမှာတော့ဘာလို့စမ်းမာရီမှာငွေတွေအသုံးပြုတယ်လဲဆိုတော့ညဝေတော့မှဖြစ်ပါတယ် ယောဂကိုစောစောသိနိုင်ခြင်းပုံမှန်ကျန်းမာရေးစတာကယောဂရဲ့အစောဆုံးလက္ခဏာတွေကိုသိရှိနိုင်ပြီးအဲ့ဒီယောဂဖြစ်စမှသူတင်ကာကွယ်နိုင်ပါတယ်။ဥပမာသွေးတို့ကိုစောစောကြိုသီလို့သူတင်ကာကွယ်တဲ့နေရာတိုင်းလှုပ်ထားနိုင်ပါကောင်။နောက်ဆက်တွဲစူဂျူတွေကို short ချနိုင်မှာဖြစ်ပါတယ်။စောစောသိပြီးသူတင်ကာကွယ်ထားပါကောင်။နောက်ဆက်မှသိတာသက်အများကြီးအားကားချက်ရှိပါတယ်။ စိတ်ကိုဆရာဝန်ညွှန်ကြားစတဲ့ညတောက်တုံးနိုင်စေလူတွေကနေမကောင်းတဲ့အခါရှက်ခွက်ရှိစီဆိုင်တွေမှာ စိတ်တော်တဲ့ဆက်စီတွေကိုအလွယ်တကူဝေတောင်းနေစားရများပါတယ်အဲ့ဒီလိုဝေတောင်းတာကရှိတူအတွက်အဆင်ပြေကောင်းပြေနိုင်ပေမယ့်ရေရှည်မှာစမ်းမရေးကိုစိုးဝါးစောင်းထိခိုက်စေပါတယ်နောက်လူတွေတရိပ်မထားမိတဲ့အချက်ကတော့စိတ်ကတခါသွားပြီးနောက်တစ်ဖော်လိုဝါမသွားပဲနဲ့အဲ့ဒီစိတ်တိုင်း အမြဲဝယ်တောင်းနေတတ်ကြပါရင်အဲ့ဒီလိုအမြဲဝယ်တောင်းနေတာကစမ်းမာရေးအတွက်မကောင်းသေးပါဘူး။ဘာလို့လဲဆိုရင်တော့ဆရာဝန်ရဲ့ပုံမှန်ပြမှာတော့ဆရာဝန်ကရောဂါရဲ့အခြေအနေပေါ်မူတည်ပြီးဆေးကိုတိုးတဲ့ရှော့တင်ပြုလုပ်ပြီးမှဖြစ်ပါရင်လိုအပ်တဲ့ကာကွယ်ဆေးကိုစုတင်ထားနိုင်နိုင်ခြင်းတဲ့ကဆရာဝန်နဲ့ပုံမှန်ဆက်စည်းတဲ့အတွက်အသက်အရွယ်နဲ့အခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ကာကွယ်ဆေးတွေကိုအချိန်မီထိုးနိုင်မှာဖြစ်ပါတယ်။ဥပမာအနေနဲ့ရောဂါအခံရှိသူများအသက်65နှစ်တန်ရှိသူများကိုယ်ခံအားနည်းသူများဖြစ်ပါကရှာသည့်တဝေးဖြစ်ရင်အချိန်နှီးစုံနိုင်တဲ့အတွက်ဆရာဝန်ကရှာသည့်တဝေးကာကွယ်ဆေးကိုနှစ်စဉ်ကြိုတင်ထိုးပေးနိုင်မှာဖြစ်ပါတယ်။ရေရှည်အတွက်အသုံးစိတ်ကိုထွေတာနိုင်ခြင်းများသောအားဖြင့်လူတွေကပတ်စံကုန်မှာဆိုလို့ စမ်းမာရေးစစ်ဆေးမှုမလုံကြတာများပါတယ်။တကယ်တော့ပုံမှန်စမ်းမာရေးစစ်ဆေးတာကရေရှည်အတွက်အတုံးစီကိုချွေတာစေပါတယ်။ဘာလို့လဲဆိုရင်တော့ပုံမှန်စမ်းမာရေးစစ်ဆေးတာကရောဂါကိုစောစောသိဆော့ဆော့ကာကွယ်နိုင်ပြီးစိုးရွားတဲ့ရောဂါအခြေအနေမဖြစ်အောင်စုတင်ကာကွယ်ထားနိုင်တဲ့အတွက်စေးကြည့်တဲ့ကုသမှုစီကိုလျှော့ချနိုင်မှာဖြစ်ပါတယ်။ချက်ရသူတွေနဲ့အချိန်ပိုခုန်ဆောင်နိုင်ခြင်း ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့အတွက်ယောဂဖြစ်စဉ်ကသူ့တင်ကာဝင်နိုင်သလိုသင်ကျန်းမာရေးအတွက်သင်ရဲ့ခြေရာသူတွေနဲ့ပျော်ရွှင်စရာအချိန်လေးကိုပို့ကုန်ဆုံးနိုင်မှာဖြစ်ပါတယ်။တကယ်လို့သင်ကနေမကောင်းပါကမိသားစုကိုဝင်ထုံဝင်ဖို့ဖြစ်စေနိုင်သလိုသင်ကမိသားစုရဲ့အထီးကဝင်ဝင်ရှာသူဖြစ်ပါကစားဖို့နေရေးအတွက်အခက်အခဲကြုံစီပါတယ်။အရာကြောင့်သင်ချေရတဲ့သူတွေအတွက် ပုံမှန်ကျမ်းမာရေးစစ်ဆေးပေးဖို့လိုပါတယ်။ဒါမှကျမ်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ပြီးချစ်ရသူတွေနဲ့အချိန်ပိုကုန်ဆုံးနိုင်မှုဆရာဝန်နဲ့ပုံမှန်ဆွေးနွေးပြီးကျမ်းမာရေးစစ်ဆေးမှုတွေကိုပုံမှန်ခံယူသင့်ပါတယ်။ဆက်လက်ပြီးတော့အမျိုးသားတွေကိုဖေရာတွေကနေထောင်စေတာလေ။အဖက်လေးတွေကိုစီရင်ဟုတ်ကြောင်တွင်မြင်လူစားရင်းဒီတောင်ရတဲ့ဒုက္ခနဲ့ဘလူဖြေရှင်ရမလဲဆိုတာကိုတင်ဆက်ပေးစင်ပါတယ်။ လူချရရောက်မှရုပ်တရက်လိန်ထန်ထောင်းမလာတာကိုဘယ်လိုဖြေရှင်းမလဲ။စမ်းမကြီးကောင်းတဲ့အမျိုးသားတိုင်းအတွက်လိန်ထန်ထောင်းမတဲ့ဆိုတော့ပုံမှန်အခြေအနေတရက်ပါပဲ။ညသောအဖြစ်လိန်ထန်ထောင်းမလာတဲ့အခါတကူကြီးအာသာဖြေလိုက်ရင်စိတ်ပေါ်ပါပြီးပြန်ပြောင်းချသွားတာပါပဲ။ဒါပေမဲ့ဒီလိုမျိုးအာသာဖြေလို့မရတဲ့အခြေအနေမျိုးဥပမာလုပ်ငန်းခွင်ထဲမှာအသိမိတ်ဆွေတွေမိန်းကလေးတွေနဲ့စကားပြောနေတဲ့ လမ်းလျှောက်နေတဲ့ချိန်မှာရုတ်တရက်ထောင်မလာရင်ဘောင်းမီကလည်းထိုးထိုးထောင်ထောင်နဲ့ရှက်ကိုရှက်ခံပြရသလိုအမြောင်အမြင်မှလည်းမသိတော်ဘူးလေဒီလိုအခြေအနေမျိုးကိုဖြေရှင်းပေးနိုင်မယ့်နေလန်ချောင်းမျိုးကိုအခုဆောင်မလေးမှ ပြောပြပေးတော်မှာပါလိန်ထက်ထောင်ဝင်ခြင်းကို ဖြစ်စေနိုင်တဲ့အရာတွေအထိအတွေ့ရောက်လိန်စိတ်ထားလာစေလိန်မိုင်းဆိုင်ရာအတွေ့စိတ်ကူးတွေဝင်လာစေမှလိန်စိတ်ထားကြခြင်း အိမ်နေစိမ်းမှာနေစိမ်းထားလာခြင်းအချိန်ဒီသုံးမျိုးကြောင့်နေတန်ထောင်မခြင်းကိုဖြစ်စေပါတယ်။နေတန်ထောင်မခြင်းရဲ့တာဝန်ကိုအဓိကထမ်းဆောင်နေတာကတော့ testosterone လို့ခေါ်တဲ့ကြာဟော်မုန်းပါပဲ။စတဲ့ထောင်မခြင်းမှာနေတန်ရဲ့သွေးစော်တွေကိုသွေးအနေငယ်စီစဉ်လာတယ်။ဒီကနေ့လိင်စိမ်းဆန္ဒကိုဖြစ်စေတဲ့ဟော်မုန်းတွေထွက်လာမယ်။လိင်တဲ့ဇာတာတွေဟာတပြည့်ပြည့်နဲ့ထင်မှလာပြီးလုံးဝထောင်မှတ်တဲ့အခြေအနေကို ရောက်ရှိပါတယ်။ အဲ့ပြော်နေစဲမှာဘယ်လိုအတွေ့အိမ်မက်မှာမမှန်ပဲနေတဲ့ထောင်မတာမျိုးတွေကလည်းပုံမှန်အခြေအနေတခုပါပဲအမျိုးသားတယောက်ကညဘက်အိမ်နေစဲမှာငါးချိန်ဒီသူ့အလိုလိုလိန်တန်ထောင်မမှုကိုဖြစ်စေပြီးတစ်ချိန်လေးမိနစ်30ခန့်ကြာမြင်နိုင်ပါတယ်လိန်တန်ထောင်မခြင်းကိုဘယ်လိုထိန်းဆုံးလဲတကူရင်အာသာဖြေလို့မရတဲ့စီမောရုတ်တရက်လိန်တန်ထောင်မလာပြီဆိုရင်စိတ်ကိုတည်ငြိမ်စွာထားပါဦး အယုရှင်ဆုံးနဲ့အလွယ်ကူဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ကိုကစိတ်ပါလာလို့မဟုတ်ပဲအောက်ကနေလေးကဆန္ဒပြလာပြီဆိုရင်အကောင့်ဆုံးကထိုင်ချလိုက်ပါ။အသက်ကိုဖြည်းဖြည်းချင်းရှူပြီးစိတ်ကိုတည်ငြိမ်စွာထားပြရမှာပါ။အချိန်အနည်းငယ်တွင်မှပြည့်စားသွားပါလိမ့်မယ်။တရားထိုင်မှာတရားထိုင်ခြင်းကစိတ်ကိုတည်ငြိမ်စေပြီးအယုစူးစမ်းနိုင်မှုထိန်းထုတ်ပေးလို့မလူလာတဲ့လိမ့်စိတ်ထားစီတဲ့အတွေ့အကြုံတွေဝင်မလာဖို့အခုညီပေးနိုင်ပါတယ်။ အာယုံပြောင်းစေမဲ့အလုံတစ်ခုခုလုံးပေါင်းလိမ့်စိတ်ကိုဖြစ်စေမဲ့အထွေတွေဝင်လာပြီဆိုရင်အကောင်ဆုံးကတော့အလုံတစ်ခုထားလုံလိုက်တာပါပဲကိုယ့်ရဲ့အထွေအာယုံတွေကိုတခြားနေရာမှာအာယုံဆိုင်လိုက်တာအုံနောက်နဲ့တည်ကြစဉ်းစားမဲ့အရာတစ်ခုခုကိုလုံလိုက်ရင်အဆင်ပြေသွားမှာပါကိုယ့်ရဲ့အနေအထားကိုပြောင်းလဲပါဥပမာလိမ့်တဲ့ယူတရဲ့ထောင်မဲ့လာချိန်မှာမတည့်ရနေတာဆိုရင်အထိတ်ထဲထားတဲ့အင်ဂျီကိုအပြင်ထုံဝင်တာပြီးစေထိုင်လိုက်တော့ တတိယရာကိုလမ်းထားရှောက်လိုက်တာမျိုးပြုလုပ်ပြလို့ရပါတယ်။ရေဆိုးပါရေဆိုးလိုက်တဲ့အခါစိတ်ကိုပေါ်ပါလန်းဆန်းသွားစေပြီးကိုယ်ခန္ဓာကတင်းမာနေတဲ့ကြွက်သားရိတာမကကိုယ့်ရဲ့ဖွာဘတ်တော်တင်းမာနေတာကိုပါပြေလျော့သွားစေပါတယ်။တကယ်လို့ကိုယ်ကအပြင်းမရောက်နေတာဆိုရင်လည်းလက်စေးလိုက်တာမျိုးမျက်နှာတင်လိုက်လည်းအဆင်ပြေပါတယ်။ညစ်တာတဲ့လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ဟိုနောတီနာလန်းထားရှောက်တာထိုင်ထားလုပ်တာ စက်လေးခြင်ကန်လုပ်ပေးတာမျိုးနဲ့ကိုယ့်ရဲ့နေစိတ်ဆန္ဒကိုထိန်းချုပ်ပေးလို့ရပါတယ်။ကျန်းမာတဲ့အမျိုးသားတယောက်အနေနဲ့ဒီနေ့မှအချိန်မောင်းများစွာလိန်တန်းထောက်မှတ်တာဟာစိုးရိမ်စရာကိစ္စရဲ့တခုမဟုတ်ပါဘူး။အထက်မှာပြောပြခဲ့တဲ့နည်းလမ်း၆ချက်ကိုသိချလိုက်လို့ပြီးပြီဆိုရင်တော့ဘလူလာရဲ့တိတ်ရှက်စရာအခြေအနေတွေကြုံတွေ့နိုင်စရာမရှိတော့ဘူးပေါ့။ဒီလိုမှမဟုတ်ပဲ၄နိုင်အထက်ကျောင်းထောက်မှတ်မှုကကြမသွားဘူးဆိုရင်တော့ နားလေတက်တွန်းနေဆရာဝန်တွေသိကြပြသပြီးကိုယ့်ရဲ့လင်ရင်ကမှပြဿနာတစ်ခုရှိမရှိကိုစစ်ဆေးတင်ပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းလေးကိုတော့ဒီမှာပဲရှင်းလင်းဝင်ပြပါရှင်။နောက်ထပ်လည်းကျမတို့ channel ကနေဘုသုဒ္ဓဖြစ်စေမယ့်အကြောင်းလေးတွေကိုရေးဆက်တင်ဆက်ပေးမှာပေါ့။စောင့်မျှော်ပေးကြပါဦးရှင်။ချစ်ရှုအောင်ပေးခဲ့တဲ့ပရိသတ်တရားစီစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်။